ချင်းလူမျိုးတွေဟာရှေးအခါတုန်းကဘိုးဘွားတွေရဲ့ပြောလေပြောတာရှိတဲ့ပုံမြင်ရဆိုရင်ချင်းလူမျိုးတွေမှာလည်းချင်းစာပေဟူ၍ရှေးရခင်တုန်းကရှိခဲ့သည်ဟု ဆိုပါတယ်။ဒါပေမဲ့လည်းထိုစာပေတွေဟာတရေပေါ်မှာရေးမှတ်ထားခဲ့တာဖြစ်တာကြောင့်ခွေးမှဆွဲသွားပြီးအကုံစားပစ်ခဲ့သဖြင့်ချင်းစာပေဟာပျောက်ဆုံးခဲ့ရသည်ဟု ဆိုခဲ့ကြပါတယ်။ဤသို့ဖြင့်ဗြိတိရှ်နယ်ချဲအင်္ဂလိပ်တို့မှဗမာပြည်အားကိုလိုနီဂျုံပြုတ်သိမ်းပိုက်ခဲ့ပြီးချင်းပြည်ခေါ် ရှင်လန်အားအုပ်ချုပ်ခဲ့စဉ်တွင်ခရစ်ယာန်ဘာသာသာသနာပြုများရောက်ရှိခဲ့ကြပြီးအချို့အချို့သောချင်းမျိုးနွယ်စုတို့အတွက်ကိုဝိုင်စာပေများတီထွင်ပေးခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများတွင် လေ့လာတွေ့ရှိရပါသည်။ထို့ကြောင့်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းချင်းလူမျိုးတွေမှာကိုဝိုင်စာပေမရှိခဲ့သောကြောင့်ယခုလက်ရှိချင်းပြည်ရှင်လန် တို့မြည်တို့မြည်ပုံရောက်ရှိလာပြီးမြည်သည့်နေရာမှဆင်းသက်ပေါက်ဖွာလာခဲ့ကြသည်ဆိုတာကိုချင်းလူမျိုးတဲမှလူမျိုးနွယ်စုအသီးသီးတို့ဟာကျွန်တော်တို့ချင်းလူမျိုးများဟာတူညီသောလူမျိုးဖြစ်ပြီးဆင်းသက်ပေါက်ဖွာလာရာနေရာပင်တူသည်ဟုယုံကြည်ပြောဆိုခဲ့ကြတော်လဲရေရရာရာလက်ဆုပ်လက်ကင်ပြုပြီးတက်တေနှင့်တကွာပြရန်တမိုင်းထောက်အထားမှတမ်းမဲ့ရာများမရှိခဲ့ပါဘူးဤသို့ဖြင့်ဗြိတိရှအင်္ဂလိပ်တွေဟာ 1888တွင်ဗမာပြည်တပြည်လုံးသိမ်းပိုက်ခဲ့ပြီးဟုကြေညာခဲ့စဉ်တွင်ချင်းပြည်ချင်းလန်ဟာမပါဝင်ခဲ့သေးပါဘူး။ဒါကြောင့်ပဲဗမာလူမျိုးအများစုတွေဟာဗမာပြည်အနောက်ဘက်ခြမ်းအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာချင်းလူမျိုးများရှိနေတယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ကြပါတယ်။နောက်ပြီးဗြိတိရှ်နယ်ချေတို့မှဘင်္ဂလားဒေ့ရှ်ကိုသိမ်းပိုက်ခဲ့စဉ်ကဒေသခံများအားခမည်းတော်ဘေးတွင်ဗမာလူမျိုးတွေရှိတယ်လဲဟုမေးခဲ့ကြရာတွင်ဒေသခံများက ူကီးလူမျိုးများရှိသည်ဟုဖြေခဲ့ကြပါတယ်ဒီနေရာမှာကူကီးလူမျိုးအကြောင်းထည့်ပြောရခြင်းဟာချင်းလူမျိုးတွေနဲ့ကူကီးတွေဟာမျိုးနွယ်တူဖြစ်သောကြောင့်ဖော်ပြရခြင်းဖြစ်ပါတယ်ဒေါက်တာဘန်ဆွန်မရေးသားထားသည့် The History တွင်ခရစ်နှစ်1800ခု22နှစ်ခု20နှစ်အတွင်းတွင်ဗြိတိရှားရောမှလူစိမ်းလူမျိုးတို့၏ အချက်လက်သမိုင်းမှတ်တမ်းမဲ့ရာများစုဆောင်းရာတွင် ခမည်းတော်ကဘာလူမျိုးတွေလဲဟုမေးသောအခါကျွန်တော်တို့ကလူစိမ်းလူမျိုးတွေပါဟုဖြေခဲ့ကြသည်ဒီနေရာမှာလူစိမ်းအများစုဟာယခုချိန်တိုင်းအိန္ဒိယနိုင်ငံမီဆိုပြည်နယ်တွင်နေထိုင်ကြသည်မြမပြည်တွင်လည်းနေရာအသီးသီး၌နေထိုင်ကြပါသည်ဤသို့ဖြင့်ဗြိတိရှားရောမ AD 1890နှစ်နှစ်တွင်ချင်းလန်အားတိုက်ခိုက်သိမ်းပိုက်လိုက်သောအခါတွင်သူတို့ရောက်လေရာအရရဲ့၌ခမားတို့ကဘာလူမျိုးတွေလဲဘဲကဆင်းသက်လာခဲ့ကြတာလဲဟု မေးကြသောအခါယခုတီးတိမ်လူမျိုးတွေက သူတို့ဟာဆို လူမျိုးကျင်တွေမှဆင်းသက်လာခဲ့ကြတယ်လို့ဖြေခဲ့ကြပါတယ်။ဒါကြောင့်တက်နဲ့ခရေးကချင်းလူမျိုးတွေရဲ့အေရင်ချန်ဟာကျင်တွေကဆိုပြီးမှတ်သားခဲ့ကြပါတယ်။အေရင်ချန်ဆိုတဲ့အတုံးနှုံးကတော့ယခုနားစင်သူက ခရစ်ယာန်ဘာသာဝင်ဆိုရင်အတိတ် ကိုနားလည်ပါလိမ့်မယ်။ The Chin Hills by Carrie and Tuck ဆိုတဲ့စာအုပ်မှာဆိုရင်ယခုဖလန်လူမျိုးများနဲ့ဟာခါလူမျိုးတွေက သူတို့ဟာလိုင်လူမျိုးဖြစ်ပြီးလိုင်လုံမှဆင်းသက်ခဲ့ကြတာလို့ပြောခဲ့ကြပါတယ်။ဒီလိုနဲ့ပဲဗြိတိရှရီဟာဒီလူမျိုးတွေက လူမျိုးတစ်မျိုးတည်းဖြစ်ရသားနဲ့ဘာကြောင့်သူတို့ပြောတာတွေက မတူကြတာလဲဆိုပြီးအံ့ဩခဲ့ကြပြီးနောက်ဆုံးတွင်သူတို့ကိုယ်တိုင်ပဲချင်းလူမျိုးတွေရဲ့တမိုင်းကြောင်းကိုပြန်လည်လေ့လာပြီးမှတ်တမ်းတင်ပေးခဲ့ကြပါတယ် ဤသို့ဖြင့်1900ရာစုနောက်ပိုင်း AD 1950နောက်ပိုင်းမှာဆိုရင်ချင်းလူမျိုးများထဲမှာအချို့သောပညာရှင်များဤလေးလာချက်အရကျွန်တော်တို့ချင်းလူမျိုးတွေဟာ BC 800ခန့်ကတည်းကတရုတ်ပြည်တွင် လူမျိုးကြီးတစ်မျိုးအနေဖြင့်ရှိနေနေခဲ့ကြပြီ BC 920မှ AD 24အထိချင်းဒိုင်နာစတီချင်းမင်းဆက်ဆိုပြီး အချိန်ကာလရှည်ကြာစွာ အုပ်ချုပ်ခဲ့ကြတယ်လို့ယူဆခဲ့ကြပါတယ်